ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေခင်ဗျာဒီနေ့မှာကြတော့ကျွန်တော်တို့ဒီအာ control panel ပုံလေးကိုကျွန်တော်လာပြီးတော့ဆက်စည်းမယ်ပေါ့နော်ဒီ control panel ပုံလေးကိုဖွင့်လိုက်တဲ့ခါမှာဒီမှာတော့ကျိုးကိုကျွတ်ကြိုက်ပြထားတယ်ပြီးွားလို့ရှင်ဒီပေါ်မှာကျွတ်ချီးတွေကျွတ်သေးတွေအဲ့ဒီမှာအများကြီးပဲပန်းထားတာတွေ့ရပါတယ်ခင်ဗျာနော်ပုံကိုဖွင့်လိုက်တဲ့ခါမှာပဲကျွန်တော်ကကျွတ်သေးနဲ့ထောင်းထောင်းထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာလေးတွေကိုအကုန်လုံးကို ရှင်းကြောမယ်ပေါ့နော်အပေါ်ပိုင်းကိုကြတော့ကျွန်တော်တို့ electrician အဲ cortex ပိုင်းလေးကိုရှင်းတဲ့နော် cortex တဲလေးကိုရှင်းတဲ့ကျွန်တော်တို့ဒီပန်းရှင်းပေါ့နော်အဲ့ဒါလေးနဲ့ဖျန်းရှင်းမယ်အောက်ဘက်ကိုကြတော့ကျွန်တော်တို့ကရေမော်တာပြင်အားနဲ့ကျွန်တော်တို့ကထိုးဆေးပြင်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီရေနဲ့မထိုးဆေးခင်မှာကျွန်တော်ကဒီ terminal တွေရောအပေါ်ပိုင်းတွေကိုရောကျွန်တော်ကဟာ electrician ပေါ့နော် insulation မကျအောင်ကျွန်တော်တို့ ဖြန်းနဲ့စေးဘူးလေးနဲ့ကျွန်တော်တို့အားလုံးပန်းစေးထားလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကရေလေးပါလေးစင်လို့စီရင်လောလောဆယ်မှာကျွန်တော်တို့အဲ့ဒီကပန်းစေးလေးစီးနေတဲ့အခါကျတော့အနေငယ်အဆင်ပြေမယ်ပေါ့နော်ဒါကြတော့ star data control panel ပုံလေးပေါ့နော်ဒီမှာ main main magnetic ရကျွန်တော်တို့ဒီ data နဲ့ star ပေါ့နော် star ပြီးရင် data ကိုချိန်ဖို့တွေ့ဒီမှာကျွန်တော်တို့ magnetic summary အာဒေဝပေါ့နော်ရီမြုပ်အာရီပန်းနှလုံးဆိုတော့ကျွန်တော်တို့ဒီမှာ control ကိုနှုတ်ဆက်ပါဒါကျွန်တော်တို့ဒီ electrician အာ cotetter cot cleaning ပေါ့နော်ကျွန်တော်တို့တန်းစီလုပ်တဲ့ဟာလေးပေါ့အပြောဆိုမြန်မာမြင်စီတောင်းပန်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ termino ကိုကျွန်တော်တို့ကဒီအောက်ဘက်ပိုင်းကိုကျွန်တော်ကဒီကြွက်တွေတောင်းကြမ်းထားတဲ့အညစ်ကြေးတွေကိုကျွန်တော်ရေထိုးပြီးဆေးမယ်ဆိုတော့ကျွန်တော်ဒီ တမီနောတွေကိုရောကျွန်တော်တို့အပေါ်မှာတော့မိတ်ဂရိမိတ်ဗရိကာပိတ်ထားပြီပေါ့နော်ဒီမှာဖြူလေးတွေရှိတယ်ဒါကတော့ကျွန်တော်တို့အာ3ဖေးကိုစောက်ကြည့်တဲ့ကျွန်တော်တို့အာမီအာမပြည်တာတွေရယ်ဥပါဖြစ်သွားတာရယ်ကျွန်တော်တို့ဒီမီအဖွေမညီတာတွေကိုကော်ထိုးကိုဖြတ်တောက်စီတဲ့အဲကျွန်တော်တို့စောက်ကြည့်တဲ့အဖွေစောက်ကြည့်တဲ့ဟာလေးပေါ့နော် အဲဒီမှာဆိုရင်ကျွန်တော်ဖြူးကထွက်လာတဲ့ကြိုးတွေရှိတယ်ပေါ့အဲ့ဒီကဖြူးကထွက်လာတဲ့ကြိုးတွေကကျွန်တော်တို့ဒီအစောနာကအာအန်တာဝုတ်တလို့ခေါ်တယ်ကျွန်တော်တို့ဒီအဖွေစောက်ကြည့်တဲ့အထဲကိုဝင်မယ်ပေါ့နော်ဒီမှာကျတော့ကျွဲကကြိုးကိုက်ဖြတ်တဲ့အနေထားမှာဆိုရင်ဒီဟာ920 AC ဘိုင်းမှာဆော့ဖြစ်ပြီးလို့ရှိရင်ကျွန်တော်ဖြူးနှလုံးပြတ်သွားတဲ့အတွက်ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့မီ မလာဘူးဆိုတဲ့အနေထားဖြစ်ပြီးတော့ဒီ cotton control ဘိုင်းကိုသူကဖြတ်ထားတာဗျာ UV ကိုအလန်းပြနေတာဖြစ်ပါတယ် OV ကကြတော့ကျွန်တော် over load ပေါ့ခင်ဗျာနော် UV ကကြတော့ underwood ဘုတ်မညီတဲ့အခါပေါ့နော်အဲ UV ကကြတော့ ambulance ကျွန်တော်တို့ဒီဘုတ်လာတာမမှန်လို့ရှိရပေါ့နော် effect မမှန်လို့ရှိလေသူကပြတ်တောက်တယ်ပေါ့နော်တကယ်လို့မီးတွေအစုံအညီလာပြီဆိုရင်ဒီမှာ on no ဆိုပြီးတော့ပြနေမှာဟာပေါ့နော်အခေါ်ကလေးကကြတော့ကျွန်တော်ကဒီ အပြောဆိုလေးမောင်ရင်များရှိတယ်တောင်းမှန်ပါခင်ဗျာနော်ကျွန်တော်တော့လီဒန်စာတာမအောင်တဲ့အတွက်ကျွန်တော်ဒီအင်္ဂလိပ်လိုတိတ်မကျွမ်းဘူးခင်ဗျာနော်ဒါဆိုရင်ဒီဘက်မှာသူကအရင်က control ဘိုင်းမှာကျွန်တော် auto ဘိုင်းနဲ့ menu ဘိုင်းဆိုပြီးတော့ရှိတယ်ပေါ့နော် auto ဘိုင်းကကြာတော့ဒီကျွန်တော်တို့ဒီအာရေကိုစောက်ကြည့်တဲ့ flows close sweet တွေပေါ့နော်ကျွန်တော်တို့အဲအဲ့ဒါတွေမရှိတော့တဲ့အတွက်ကျွန်တော်ကဒီဆက်သွက်ထားတဲ့ကျိုးလေးကိုကျွန်တော်ကတော့ဖြုတ်လိုက်ပြီပေါ့နော်အဲ့နေရာလေးကိုကြွက်ကြိုက်ပြီးတော့ဖေချင်းဆော့ဖြစ်ပြီးတော့ကျွန်တော်တို့ဒီ 220ဗိုလ်မှာဆော့ဖြစ်သွားတာဖြစ်ပါတယ်။အဲဒီမှာကျတော့ကျွန်တော်ရေဘန်းလေးနဲ့ထိုးဆီးတာပေါ့နော်။အပိညာရွာတဲ့နောက်ပိုင်းမှာကျွန်တော်ဒီမှာမော်တာရေမြုပ်မော်တာနှလုံးကိုကျွန်တော်တို့ကတခါတည်းမောင်းဆန်းသွားမယ်ပေါ့နော်။ပြီးသွားလို့ရှိရင်ကျွန်တော်တို့အာဒီအတွင်းပိုင်းကိုကျွန်တော်တို့ကဆေးထားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကဒီအပေါ်မှာရှိတဲ့အညစ်ကြေးတွေကိုကျွန်တော်ကဒီဘလိုဝါလေးတိုးလေးမုတ်တဲ့ဆင်းနဲ့ကျွန်တော်တို့ကဒီတန်ဆင်းရေးအရင်ပြုလုပ်လိုက်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အစောနာကပြောတဲ့ အာကလီနာဖြစ်တယ်ကျွန်တော်ဒီတန်ဆင်းရေးစပယ်ပန်းစီဘူးပေါ့နော်ကျွန်တော်ဒီ electrician cottage cleaner လေးနဲ့ cottage ပိုင်းလေးမှာပေါ့နော်ကျွန်တော်ဒီ white ထိတဲ့နေရာလေးတွေကိုအဲပြီးရလို့စီအပေါ်ပိုင်းမှာလည်းပဲဒီကကြွရဒီအပေါ်ထိတက်တယ်ပေါ့နော်ဒါပေမဲ့အာအတွင်းပိုင်းမှာဆိုရင်ဒီ mold အခေါ်တွေ plus 8ထိထုတ်တွေအောက်ဘက်မှာဆွဲထက်ထားတာလေးတွေကိုကျွန်တော်တို့အကုန်လုံးတန်ဆင်းရေးလုပ်ပြီးပြီပေါ့နော်ဒီမှာကျတော့အရင်ဆုံး တဆေးလေးတွေအားလုံးပြီးသွားပြီကျွန်တော်တို့ကြိုးလေးတွေလည်းဆက်ပြီးပြီလိုအပ်တဲ့အချက်လက်တွေကိုကျွန်တော်တို့ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့စမ်းဖို့ရေမြုပ်မော်တာလေးပေါ့နော်အကောင်ကြီးကိုကျွန်တော်တို့ကအာစမ်းတနေပြီပေါ့နော်ဒါကကျတော့မိုးရွာလို့ရှိရင်ကျွန်တော်တို့ကအာကျွန်တော်တို့နေတဲ့အနီနာဝတ်ကျင်းမှာရေတွေမိုးရေစမ်းလို့ရှိရင်မြောင်းထဲကရေတွေကိုကျွန်တော်တို့ပင်လယ်ထဲကိုဒီဟာရေဆုပ်ဆင်းတဲ့ဆုပ်ချရပေါ့နော်ကျွန်တော်တို့လမ်းနေမှာရေတွေမခံနေအောင် ပလက်ဖောင်းဒီမှာရေတွေဟိုမှာဖြစ်နေအောင်အကုန်လုံးပေါ့နော်ဒါကျွန်တော်ပရမတလုံးပဲမောင်းထားတယ်ပြီးတော့မှနှလုံးပြိုင် မောင်းလိုက်ပြီပေါ့နော်တခါတည်းသူတို့ကမောင်းဆမ်းမယ်ဆိုတော့ဒါမီနျူပိုင်းနဲ့ကျွန်တော်တို့မောင်းထားတာပေါ့နော်အော်တိုမက်တစ်စနစ်တွေကကြတော့ဒီအစောနာကျွန်တော်ပြောရလို့ပဲအာရေအနေအများဖြစ်တယ်ကျွန်တော်ဒီခလုတ်လေးတွေဟာကျွန်တော်တို့ရေမြုပ်မော်တာကိုတွားထားတယ်စမုတ်စီကိုတွားထားတယ်ကြိုးတွေကြွက်ကြိုက်ဖြတ်သွားတဲ့အတွက်ကျွန်တော်အသုံးမပြုလို့ပါဘူးဒီမှာကျတော့ဗုဒ္ဓိတ် အဲပြီးပါလို့ဆိုဒီဘက်မှာ MPR နှလုံးပေါင်းတော့ကျွန်တော်တို့က900လောက်တည့်တယ်ပေါ့နော်တစ်လုံးကိုကျွန်တော် MPR 100လောက်60 90ကျော်ပေါ့နော်ကျွန်တော်တို့ LRT တည့်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီကနေ့ပြုလုပ်လိုက်တဲ့အ ਨੇ အချင်းဒါဇန်သားလေးရဲ့လေးရလေးကိုကျွန်တော်တို့အ ਨੇ ငယ်လေးပြတ်သွားသွားတာဖြစ်ပါတယ်ခင်ဗျာနော်အာလုံးလုံးပြီးတော့ပြင်နေတဲ့အချိန်မှာကျွန်တော်ကျွန်တော်မိုးရီတဲ့ယူအနေနဲ့တယောက်တည်းဆိုတော့ဗီဒီယိုဖိုင်လေးမရိုက်ဖြစ်တော့အတွက်မပြတော့ပါခင်ဗျာနော်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်